ဘုရားသခင်ကြီးစိုးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး9အပိုင်ငယ်30အကြောင်းမူကားငါတို့ရှိသည်မြသည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်အကျိုးအဖြစ်ကိုအတီးတီးခံခြင်းကခရစ်တော်၏တရားပြင်ရှိ၌ပေါ်လာရကြမည်ကျွန်တော်ဒီနေ့မှာတော့ယုံကြည်သူတွေတက်မလွန်မှာ စစ်ဆေးခံရမယ့်အရာတစ်ခုရှိပါတယ်။ဒါကတော့ယုံကြည်သူတွေက လောကမှာခန္ဓာကိုယ်၌ကျင့်ခဲ့တဲ့အကျင့်ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအဖြစ်ကို အသီးသီးခံဖို့အတွက်တဲ့ခရစ်တော်ကြီးတရားပလင်ရှိမှ ပေါ်လာရမယ်။ခရစ်တော်ကြီးတရားပလင်ရှိမှစစ်ဆေးခြင်းတစ်ခုရှိတယ်။အဲ့ဒီစစ်ဆေးခြင်းကတော့အကျင့်နဲ့ပတ်သက်ပြီးတော့စစ်ဆေးမဲ့စစ်ဆေးခြင်းမျိုးဖြစ်ပါလား။ယုံကြည်သူဖျားသားသမီးတယောက်ကလောကမှာဘလို့အသက်ရှင်ခဲ့လဲ။ ဖျားသခင်နိုင်ငံတော်အတွက်သူပါရီပါဝင်ခဲ့လေပါရီလှုပ်ဆောင်ခဲ့လေခန္ဓာကိုယ်၌ကျင့်တဲ့အကျင့်ကောင်းမကောင်းအကျိုးဖြစ်ကိုခံစီဖို့အတွက်စစ်ဆေးခြင်းတစ်ခု ရှိပါတယ်အဲ့ဒီစစ်ဆေးခြင်းကတော့ကဲတင်ခြင်းနဲ့မဆိုင်ပါဘူးယုံကြည်သူကသခင်ရှိခိုးတော်ကိုယုံကြည်တဲ့အချိန်အစပြီးတော့သာရအသက်ကဲတင်ခြင်းရပါတယ်ပြန်မဆုံးရှုံးမအောင်ဒီကဲတင်ခြင်းကကဲတင်ခြင်းရတယ်ဆိုတာကသာရအသက်ရခြင်းကိုဆိုလိုပါတယ်သာရအသက်ဆိုတာကသင်္ခါရအသက်မဟုတ်ပါဘူး ဒါကြောင့်မို့ပြန်ဆုံးရှုံးတဲ့ထုံးစံမရှိပါဘူးတစ်ကောခန်းကြီး3အပိုင်ငယ်73ဝနေ55မှာအတီးတီးလှုပ်သောအလုတ်ကထင်ရှားမယ်ဘာကြောင့်လဲဆိုရင်နဲ့ပေါ်ပြချင်နေရကြရင်မီးအားဖြင့်ထင်ရှားမယ်လူတိုင်းလှုပ်တဲ့အလုတ်ကဘလို့အလုတ်လဲဆိုတော့ကိုမီးရစစ်မယ်အတိတ်ဘယ်ကပါလဲဆိုရင်ယုံကြည်သူတယောက်ကကောင်းကင်နိုင်ငံရောက်တဲ့အချိန်မှာစစ်ဆေးခြင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ မိမိလောကမှာလှုပ်ဆောင်ခဲ့တဲ့အလုပ်ကိုစစ်ဆေးမဲ့အရာ ဖြစ်ပါတယ်။ကယ်တင်ခြင်းနဲ့မဆိုင်ပါဘူး။အလုံးနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်။ထိုတိုက်မြင့်ပေါ်နိုင်တဲ့ထက်ဆင်း၍တိဆောက်သောအကျဉ်သူ၏အလုပ်ကမြဲတယ်။ထိုသူကအကျိုးခံရမယ်။အကျဉ်သူ၏အလုပ်ကကျွမ်းလောင်တယ်။မိနဲ့ဆစ်လိုက်တဲ့အခါမှာတဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေကကောက်ရိုးတွေမြက်ပင်တွေတစ်သားတွေဖြစ်နေမယ်ဆိုရင်တော့ကျွမ်းလောင်သွားမယ်။တကယ်လို့ကျွန်တော်လှုပ်ခဲ့တဲ့အလုပ်တွေကရွှေငွေကြောက်ကောင်းကဲတော့ မီးနဲ့ဆွတဲ့အခါမှာမကျွမ်းမလောင်ဘူးဆိုရင်တော့အကျိုးခံရမယ်။နောက်ဆုံးတစ်ချောင်းလေးကတိတ်အရေးကြီးပါလေ။တကောခန်းကြီးတုံးအပိုင်ငယ်15ဒုတိယအချောင်းလေးကသို့တော်လည်းမီးနဲ့လွတ်တဲ့ကဲ့သို့သူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မယ်။သို့တော်လည်းမီးနဲ့လွတ်တဲ့ကဲ့သို့သူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မယ်။အတိတ်ဘယ်ကပါလဲဆိုရင်ဒါကကဲ့တင်ခြင်းနဲ့မဆိုင်ဘူးအလုံးနဲ့ဆိုင်တယ်။လောကမှာလုတ်ခဲ့တဲ့အရာတွေ ။သခင်ဖျားအတွက်ဘလို့အသက်ရှင်ခဲ့လဲ။သင်ပါဝင်ပေးလူခဲ့လား။သင်အသက်တာထဲမှာဖျားသခင်အတွက်ဘလို့အစီခံခဲ့လဲ။သင်ရှိတဲ့နေရာမှာအလင်းလင်းရဲ့လား။ဖျားသားသမီးပိသားဆိုတာအသက်ရှင်ရဲ့လားဆိုတာကိုစစ်ဆေးမဲ့အရာ ဖြစ်ပါလေ။ကေတင်ချင်းနဲ့မဆိုင်ပါဘူး။ဒါကြောင့်ခရစ်တော်ဤတရားပလင်ကိုကျွန်တော်ကြုံတွေ့ရင်ဆိုင်ရမှာဖြစ်ပါလေ။တိုးတော်လေမင်းနဲ့လို့တကယ်တော့ငရေတော့မကြပါဘူး။ကေတင်ချင်းတော့ရောက်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ယုံကြည်သူတယောက်ကသခင်ရှုကိုယုံကြည်ပြီးတဲ့အချိန်အစပြီးတော့ အပြစ်စီရင်ခြင်းနဲ့လွတ်သွားပြီဆိုတာတွေ့ရတယ်အပြစ်စီရင်ခြင်းမခံရတော့ဒီအပြစ်ကိုစီရင်မဲ့တရားစီရင်ခြင်းနဲ့လွတ်သွားပြီဆိုတာကိုရှင်ယောခရစ်ခန်းကြီး၃အပိုင်ငယ်၁၈မှာတွေ့ရပါတယ်ရှင်ယောခရစ်ခန်းကြီး၃အပိုင်ငယ်၁၈မှာဘယ်လိုရေးထားလဲဆိုရင်သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကားဖယားသခင်၌တပါးတည်သောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏ သားတော်ဆိုတဲ့သခင်ယေရှုခရစ်တော်ဖခင်ကိုယုံကြည်တဲ့သူဟာတဲ့အပြစ်စီရင်ခြင်းကိုမခံရအောင်။ဒါကြောင့်ယုံကြည်သူတယောက်ကတမလွန်မှာအပြစ်စီရင်ခြင်းမရှိတော့ပါဘူး။တမလွန်မှာစစ်ဆေးခြင်းတော့ရှိတယ်။အဲ့ဒါကတော့မိမိလောကမှာဘလို့ကြင့်ကြံပြုမှုခဲ့တယ်လဲဆိုတဲ့အရာကိုစစ်ဆေးမဲ့စစ်ဆေးခြင်းဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူတယောက်ကဗျာဒိတ်ကျမ်းမှာဖော်ပြတဲ့ပလင်ဖြူတရားစီရင်ခြင်းဆိုတာကယုံကြည်သူနဲ့မဆိုင်ပါဘူး။ကိုယ့်ရဲ့အကျင့်သီလကိုပဲအားကိုးပြီးတော့ အသက်ရှင်ခဲ့တဲ့သူတွေကိုတရားစီရင်မဲ့နောက်ဆုံးတော့ပလင်ဖြူတရားစီရင်ခြင်းဖြစ်ပါတယ်။အဲ့ဒီပလင်ဖြူတရားစီရင်ခြင်းအချိန်မှာယုံကြည်သူတွေကကောင်းကင်မှာရောက်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့ထပ်ပြီးတော့သူကစီရင်စရာစီရင်ခြင်းခံစရာမလိုတော့ဘူးဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့လောကမှာနေတဲ့အချိန်မှာကျွန်တော်တို့ကအပြစ်စီရင်ခြင်းကနေလွတ်သွားတဲ့သူတွေဖြစ်ပါတယ်။တိုးတော်လေခရစ်တော်ကြီးတရားပလင်ဆိုတဲ့စစ်ဆေးခြင်းဟာရှိပါတယ်။အဲ့ဒီစစ်ဆေးခြင်းကတော့ ငရေကြမကြကောင်းကင်ရောက်မရောက်ဆိုတဲ့စစ်ဆေးခြင်းမဟုတ်ပါဘူး။ကောင်းကင်ရောက်ပြီးသားယုံကြည်သူတွေကိုလောကမှာဘလို့အသက်ရှင်ခဲ့လဲဖျားနှစ်သက်အောင်အသက်ရှင်ခဲ့လားကိုယ့်ရဲ့ဇာတိတဘောနဲ့ပဲအသက်ရှင်ခဲ့လားဆိုတဲ့အရာကိုစစ်ဆေးမဲ့ခရစ်တော်ကြီးတရားပလင် ဖြစ်ပါလေ။ဒါကြောင့်တမန်တော်ရှင်ပေါလုကဖိလိပ္ပိဩရစာခန်းကြီး3အပိုင်ငယ်14မှာဒီလိုပြောပါလေ။ယေရှုခရစ်အားဖြင့်ဖျားသခင်သည် အထက်အယက်မှခေါ်တော်မူခြင်းနဲ့ဆိုင်သောစုကိုယခြင်းကပန်းတုံးတိုင်းတို့ ငါလိုက်ပြီယေရှုခရစ်အဖင်နဲ့ဖျားသခင်သည်အထက်ရက်မှခေါ်တော်မူခြင်းနဲ့ဆိုင်နဲ့စုကိုရဖို့အတွက်တဲ့ပန်းတုံးတိုင်ကိုငါလိုက်ပြီတဲ့တမန်တော်ရှင်ပေါလုကဘာပြောလဲဆိုရင်တော့အထက်ရက်မှခေါ်တော်မူခြင်းနဲ့ဆိုင်နဲ့စုကိုရဖို့အတွက်ငါလောကမှာအသက်ရှင်နေတယ်ဖျားအမှုတော်ကိုဆောင်နေတယ်လို့သူဖော်ပြပါတယ်ဒါကြောင့်မို့ကျွန်တော်တမန်တော်မှာကောင်းကင်နိုင်ငံရောက်တဲ့အချိန်မှာဆုလက်တရဖို့ရှိပါတယ် ။ဆုလက်တရဖူဆိုတာကတော့သခင်ဘုရားကြီးအချီးမွမ်းဖြစ်ပါတယ်။ကျောင်းမသဲ25မှာအခွင့်90ရတဲ့သူအခွင့်20ရတဲ့သူအခွင့်30ရတဲ့သူဆိုတဲ့ဒီငယ်သား၃ယောက်ရဲ့ဥပမာကိုတွေ့ရပါလိမ့်မယ်။သခင်ရှုကဒီအကြောင်းကဘာလို့ပြောလဲဆိုရင်တော့အခွင့်90ရတဲ့သူကနောက်ထပ်အခွင့်90အမြတ်ရတယ်။အခွင့်20ရတဲ့သူကလည်းနောက်ထပ်အခွင့်20အမြတ်ရတယ်။သာဓုသစ္စာရှိတော့ငယ်သားကောင်းဆိုပြီးတော့သခင်ဘုရားရဲ့အချီးမွမ်းကိုခံရပါတယ်။30ရတဲ့သူကတော့ဘာအမြတ်မှမရဘူး။ လောကမှာအသက်ရှင်တဲ့အခါမှာဖျားပေးထားတဲ့အစွမ်းစားတွေဖျားပေးထားတဲ့ငွေကြီးစီးစိမ်ဥစ္စာပန်းတာတွေဖျားသခင်နိုင်ငံတော်အတွက်အသင်ကအသုံးမပြုခဲ့ဘူးဆိုရင်ဖျားရဲ့အချီးမွမ်းဆုလက်တရဖူကိုသင်ရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းလောကမှာအသက်ရှင်တဲ့အချိန်မှာသခင်ဖျားအတွက်ဖျားသခင်နိုင်ငံတော်အတွက်အသက်ရှင်ရမယ့်အချိန်ကာလဖြစ်ပါလေ။ဒါကြောင့်မို့ကောင်းခင်မှာဆုရဖို့အတွက်လောကမှာသင်ဘလို့အသက်ရှင်ခဲ့လေဆိုတာကအင်မတန်ရေးကြီးပါလေ။ လောကမှာဖះနဲ့သတော်တတာနဲ့အသက်ရှင်ပြီးတော့သခင်ဖះအတွက်တစ္ဆာရှိစွာအသက်ရှင်လက်တမလွန်မှာခရစ်တော်ဤတရားပလင်ရှိကိုရောက်တဲ့အခါမှာဖះသခင်အချီးမွမ်းကိုခံရဖို့အတွက်ဆုလက်တရဖို့ရဖို့အတွက်ခွန်အားပေးပါလေအားလုံးပေါ်မှာဖះရှင်ကောင်းချီးပေးပါစေ